Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ channel ဥပါဒီ channel ကိုဒီနေ့မှမေးထားတဲ့ pattern လေးတစ်ခုဒီ channel ကတင်ပေးมาဖြစ်ပါတယ်အဲ့တော့ဘယ်သူမေးလဲတော့ဒီ channel မမတ်မိတော့ပါဘူး comment လေးမှာဒါလေးခဏခဏမှန်ထားတာတွေ့လို့ပေါ့เนาะအဲဒီ channel ကဒီပုံစံလေးဒါလေးเนาะ channel မှာပုံလေးပြထားမယ်เนาะဒါလေးကဒီ channel သူကလေဒီအပေါ်ပိုင်းမှာကြာတော့ဇာအပားလေးပါတယ်เนาะဒီမှာဇာအပားလေးကဒီလိုလေမင်းအဝိုင်းလေးနဲ့ပါတယ်ဒီအောက်ပိုင်းလေးမှာကခါးနေရာလေးမှာဒီခွဲကကကလေးလေးလောက်ထားတဲ့ပုံစံလေးပေါ့เนาะအဲသူ့ကိုကြာတော့ ဒီချက်တော့ဟိုတချို့ကအဲ့အဲ့ဒီညီမလေးကပြောတယ်ပခုံးပြောက်လားဆိုတော့ပခုံးပြောက်မဟုတ်ဘူးเนาะတချို့ကဒီအပေါ်မှာစာပါလေးပါတာဖြစ်တယ်အဲ့ဒီပတ်တယ်လေးချက်ကိုမေးထားတာလေးချက်သင်ပေးပါမယ်သူကိုဆွဲဖို့ဆိုလို့ရှိရင်တချို့ကလက်ကတော့ရိုးရိုးလက်ဖောင်းနေပဲတွားလို့ရရိုးရိုးကိုဆွဲနေကြလက်ဖောင်းအတိုင်းပဲဆွဲเนาะ အဲပြီးလို့ရှိရင်ရှေ့ချမ်းပတ်တန်တရွဲ့နောက်ချမ်းပတ်တန်တရွဲ့နှစ်ရွဲ့ဆွဲထားပြီးတခြားတင်တဲ့လူတွေကတခြားရဲ့နေတိုင်းဆွဲပြီးနော်ကိုတခြားပတ်တန်သုံးတဲ့လူတွေကတခြားနေတိုင်းဆွဲထားရတယ်အောက်မှာလိုအပ်တဲ့ဒီ visit frame မှာထည့်ရမယ့်တောက်တွေဘာတွေကကွက်ကိုအပြည့်စုံထည့်ထားနော်ခြေကဒီအပေါ်ကပတ်တန်လေးကိုပဲပြင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါလေးလိုက်ကြည့်အောင်နော်ဟုတ်ပြီတခြားကဒီမှာပုံမှန်အတိုင်းရှေ့ချမ်းပတ်တန်တွေရောနောက်ချမ်းပတ်တန်တွေရရှိမယ်အဲ့ဒီမှာကြတော့လေဒီ ငါကြတော့ချေတော့ခတ်တူမဟုတ်တော့ခတ်တူထက်နည်းနည်းလေးပိုရှိသွားမယ်ကွာဒီမှာတစ်ချက်ကြည့်ပြီး तू ကတော့ဒီကားအတိမ်ဆုံးနေရာလောက်ကနေပြီးတော့ကားထားတာပြီးတော့မခက်ရှည်လေးပေါ့နော်ခက်ရှည်မဟုတ်ရင်တော့သူမဟုတ်ခက်တို့ခက်တင်ပေါ့ခက်တင်လို့ပြောမှာခက်ရှည်ဆိုရင်တော့လည်းအရန်ရှည်သွားမယ်ဒါတော့ဝစ်ချင်တဲ့သူရဲ့ခန္ဓာကိုယ်အရှိလိုချင်တဲ့လောက်ဒီအတွန်းကြချင်တဲ့လောက်နေရာထိတိုင်းပေါ့နော်အဲ့တော့ကျတော့ပုံမှန်ပတ်တန်ဆိုရင်ကျတော့ဒီခါလောက်ပဲဆွဲပြရမှာဒါပေမဲ့အခုကခါလောက်တော့လို့မရတော့ခါအောက်မှာဒီ အကားပတ်ချာလဲထည့်ရတော့မှာနော်အဲ့တော့အပေါ်ပိုင်းလေးကိုတစ်ချက်ကြည့်အောင်ရှင်တို့ကအပေါ်ပိုင်းလေးကိုတစ်ချက်ကြည့်မယ်ဆိုတော့ तू ကဒီပေါ်ကဒါအလှလေးတင်ထားပဲရှင်ဒီအပေါ်မှာစားအပားလေးပါတယ်နော်စားအပားလဲပင်ဒီလိုအဝိုင်းလေးပါတယ်နော်ပြီးတော့ तू ကဒီမှာပခုံးပြောင်းမဟုတ်နော်ဒီမှာဒီစားအပားလေးနဲ့ဒီဟာနဲ့ဒီလက်နဲ့ကိုဆက်ပြီးချုပ်ထားသူ့ရဲ့ဒီအခုံးကြီးကဒီနားလေးထိသွားတယ်ဟုတ်လားနားလေးထိသွားတယ်နော်ဒီရှင်အောင် ဘယ်လိုပြောရမလဲဂျိုင်းအောက်ပေါ့ဂျိုင်းအောက်နေရာထိသွားတယ်ဒီရှေ့ကတော့ဒီလိုမျိုးလေးပဲဒီအောက်လင်းမှာခွဲကားလေးထည့်ထားဟိုညီအောင်ပေါ့နော်ညီအောင်ထည့်ထားတဲ့ပုံစံမျိုးလေးအဲ့ဒါလေးကိုဆွဲမဲ့ဆိုရင်လက်ဖောင်းကတော့ချေလို့ရိုးရိုးလက်ဖောင်းမဲ့ဆိုရင်သူ့လက်ဖောင်းကရိုင်းမဖောင်းတော့နည်းနည်းလေးပဲအဖောင်းပါတယ်အဲ့တော့အဖောင်းကိုချင့်ချင်ပြီးတော့ဆွဲကျောစားပါလေးဖြစ်တယ်လက်ဖောင်းလေးဖြစ်တယ်ဆိုတော့ဒီဟာကိုဖြုတ်ချလိုက်နော်ပြီးတော့ရင်သူ့ရဲ့ leaving ကအဲ leaving ကတော့ပုံမှန်လေးပဲဒီမှာတိတိလေးပဲဖောက်နော်တိတိလေးပဲဖောက်ဟုတ်ပြီလား ူကလည်းပဲအတိလောင်လေးပဲပါတာ哦အဲ့တော့တိတိလေးပဲဖောက်မယ်တော့နောက်ချမ်းဝင်တော့ဒီချိန်မှမမြင်ရဘူးကွယ်နောက်ချမ်းမှာစားပါပါသလားမပါသလားတော့မသိဘူးပေါ့နော်ပါမယ်ဆိုရင်လည်းနောက်ချမ်းကိုထည့်လို့ရတယ်လေနောက်ချမ်းကကြာဒီလိုအဝိုက်တိုင်းထည့်ရင်လည်းဒီအောက်ထိပေါ့ဒီအောက်ထိဒီလိုဖြတ်ပြီးတော့ထည့်ပေါ့နော်စားပါဒီလိုအပေါ်ပိုင်းကိုစားပါထည့်ပေါ့ပါမယ်ထင်ပါတယ်ဘာလို့ဆိုတော့ချေတော့စားအပါအပေါ်ပိုင်းကစားပါတွေပဲဆက်ထားပုံရတယ်အဲ့တော့ဆိုပါတော့ချေတော့ဒီနောက်ချမ်းဒီ ဝိုက်ဝိုက်လေးကဒီအောက်ထိကျကျင်နေဆိုရင်လည်းဒီအောက်ထိအဝိုက်ဒီလိုအဝိုက်ထိထည့်လို့ရတယ်ဒီလိုအဝိုက်ပေါ့နော်ကျေလို့ရင်ငန်းနေဖြတ်တယ်လို့မျိုးအဝိုက်ထိလည်းထည့်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီအပေါ်ပိုင်းလေးတွေဆိုလည်းဒီလိုခုံခုံလေးထည့်ကျင်တာထည့်လို့ဒါပေမဲ့နောက်ချမ်းခုံခုံကြီးတော့မလှဘူးလीနော်အဲ့တော့နောက်ချက်မှာဒီလိုကော့ကော့လေးတော့ထည့်ခြင်းနဲ့ထည့်လို့ရတယ်။ဒါထည့်မယ်ဆိုပါတော့ထည့်မယ်ဆိုရင်ချေလို့ဒီမှာထည့်မယ်ပုံစံတိုင်းဆွဲလိုက်ရအောင်။အဲ့ချေမလန့်နေပဲဆိုပြဒီလို ဒီလိုကော့ကော့လေးထည့်ထားရမယ်ဆိုတာနောက်ချမ်းပါเนาะထည့်ထားမယ်ဆိုလို့ရှိရင်ခြေတို့ကဒီအောက်ကပိတ်စာအပိုင်းဖြစ်သွားမယ်အပေါ်ကစာအပိုင်းဖြစ်သွားမယ်အဲ့တော့ပိတ်စာကိုလည်းထောက်ထိုးမယ်ဒီနေရာမှာထောက်ထိုးမယ်ပြီးလို့ရှိရင်စာကိုလည်းထောက်ထိုးမယ်ဟုတ်လားစာကိုလည်းဒီအတိုင်းထောက်လာထိုးမယ်ဟုတ်ပြီလားအဲ့တော့စာကလည်းထောက်ပြန်ထပ်မယ်ဒီအောက်ကဒီပိတ်စာကလည်းထောက်ပြန်ထပ်မယ် เนาะနောက်ဆက်มาတော့ဇက်နဲ့တွားရင်တွားလို့ရတယ်ဟုတ်ပြီလားအဲ့တော့ကျတို့အဓိကဒီအောက်ပိုင်းလေးပေါ့เนาะဒီအောက်ပိုင်းလေးမှာကျတော့ကျတို့ကဒါခါးအသိမ့်ဆုံးနေရအဲ့တော့ခါးအရှည်ကဒီထက်ပိုရှည်มากွာတည်လားဒီထက်ပိုရှည်มาဒါဒီနားကိုဒီလိုမျိုးပိုင်းလိုက်အဲ့တော့ခါးအရှည်ကတော့လိုချင်တဲ့ခါးအရှည်ကဒီရှိဆိုပါတော့ ်ချဲဟုတ်တိုင်းလာတယ်ဒီလိုမျိုးပုံစံလေးထွက်မှာခါရှီကဒီလိုမျိုးရမယ်ဒီချီချဲတော့ဒီအပေါ်ပိုင်းမှာပဲတပိုင်းတက်တက်ဒီကဖြက်ကိုဖြက်ရမယ်ဒီအောက်ကခွဲကအပိုင်းလောက်ရမှာအဲ့တော့ဒီအပိုင်းကိုဒီချဲတော့ဖြက်ထုတ်ထားမှာနော်ဒီပိုင်းကိုချဲတော့ဖြက်ထုတ်ထားမယ်ဒီဟာလေးခဏလေးထားပြီးနော်ချဲတော့ဒီတောက်ထပ်မယ်ဒီတောက်ထပ်မယ်မြင်ဒီဟာစားဖြစ်တဲ့အတွက်ဒီနားလေးတွေမှာထောက်လေးတွေထပ်ပေးဒီနားရဲ့ကြောဟာတက်တဲ့အဲ့တော့ဒီနားမှာတောက်လေးတွေဟပ်ထပ်ပေးစားဆိုရင်တတိထားရတယ်နော်တောက်လေးတွေစုံနေအောင်သုံးပေးရတယ်ဟုတ်လား ်ပြီးွားရင်ဒီဘက်ဒီဘက်ကြောက်ရလဲချေတို့ဒါရှေ့ချမ်းမှာပခုံးကိုဖြုတ်ထားလိုက်ပြီးွားရင်နောက်ချမ်းပခုံးနောက်ချမ်းလည်ပင်အတိုင်းပဲရှေ့ချမ်းကိုလည်းလည်ပင်ပေါက်ဖောက်လိုက်ပေါ့နော်ဒါကတော့ရှေ့ချမ်းလည်ပင်ပေါက်ဒီလောက်ဖောက်လိုက်တယ်ပေါ့ဟုတ်လား तू ကကြောက်ရဒီမှာချေတို့ရိုးရိုး sorry ရိုးရိုးဒီမှာဟိုဟာရှိမယ်ခန္ဓာကိုယ်တောက်ရှိမယ်ကွာရှေ့ဘက်နားလေရဲ့လားကနာကိုတော့ဒီလိုလေးရှိနေမှာဟုတ်လားအဲ့တော့ဂျေရိုကဒီဟာခါအတိမ်ဆုံးပိုင်းသူ့မှာလည်းဒီလိုအောက်ကို အရှိရှိမှာပေါ့ဟုတ်တယ်เนาะဒါကိုတိုင်းကဒါဘယ်လောက်လဲဆိုတာအချိန်မပြောတော့ဘူးเนาะဝိမဲ့သူကိုကိုလိုချင်တဲ့အတိုင်းတိုင်းထားလိုက်ပေါ့အဲဒီလိုဒီလိုရှိမယ်ခါရှိရဟုတ်ပြီလားအဲ့တော့ဒီအောက်ကို ချဲဘာလို့တောက်ဆွဲမပြောင်းလာဆိုတော့ဒီအောက်ကဖြတ်ထုတ်မှာမလို့ချဲတောက်မဆွဲပြောင်းရအောင်နော်တောက်ကိုတီချီပဲဆွဲပြောင်းအဲ့ဒီမှာမှာသူကဒီခါအသိဉဆုံးနေရာနီးဖြတ်ထုတ်ထားမှာအဲ့တော့ချဲတော့ဒီအပေါ်တစ်ပိုင်းအပေါ်တစ်ပိုင်းမှာသူကဘလို့သွားလဲဆိုတော့ဒီမှာကာကြီးပုံရှိတ်လေးဒီအောက်က9လက်မလောက်ထိချလို့ရတယ်ဒီဘွားနေ9လက်မလောက်ထိချလို့ရတယ်ကာကြီးပုံရှိတ်လေးသွားအောင်သူကဒီရဲကွာဒီဂျိုင်းအောက်တဲကွာယူပြီးတော့ဒီလိုအခုံလေးယူတာနော်ဒီလိုအခုံလေးဒါကတော့ဟိုကိုကြိုက်တယ်လို့ရှိတ်ဆွဲလို့ရတယ်ဟုတ်လား ဒီလိုအခုံးလေးယူလာခုနလက်မထက်အောက်ကိုခြာရဲရင်လေခုံခွဲလောက်ထိခြာလို့ရတယ်ဒီမှာရင်ညွတ်လေးပေါအောင်လို့လေအဲ့တော့ဒီဘွားချေကိုပိတ်ဆပိုင်းနော်ပိတ်ဆတော့ရမယ်ပိုင်းအဲ့ဒီမှာဆိုချေကိုဒီမှာတောက်ထိုးမယ်ဟုတ်လားဒီလိုမျိုးတောက်ထိုးတယ်အိမ်ဒီနားလေးမှာချေကိုပို့ပြီးကတ်နေခြင်းလို့တောက်လေးထပ်ထိုးတယ်နော်ဒီနားလေးကနှစ်စိတ်လောက်လေးပဲထိုးအများကြီးမထိုးနဲ့နှစ်စိတ်လောက်လေးပဲထိုးလိုက်မယ်အိမ်ဒီဟာဒီ F2 F3 ဖြစ်မှာပေါ့ F2 F3 ဆိုပြီးတော့နှစ်ပိုင်းကွဲမယ်ဒီကတောက်တွေကခွဲထုတ်မယ်ခွဲထုတ်ပြီးတော့ပြန်စမှာဒါကတော့လူတိုင်းသိတယ်ဟုတ်ပြီအဲ့ဒီကနေမှာဒီချေတော့အပေါ်ပိုင်းကဇာဟုတ်လားဇာဖြစ်တဲ့အတွက်ဆိုတော့ဒီမှာလဲဇာကိုတောက်ထုတ်မယ်နော်ဒီနောက်၄ဈေးလောက်ထုတ်ရင်တော့ရပြီသူ့တော့အများကြီးမထုတ်နဲ့တောက်ထုတ်မယ်ပြီးလို့ရှိရင်ချေတော့ဒီကနေဘာရှိမလဲလေဘင်းတောက်ထပ်ထားမှာနော်လေဘင်းတောက်ကလည်းဒီကနေပြီးတော့မဖြစ်မနေထပ်ထားဒါကလည်းလေဘင်းတောက်ထပ်ထားမယ် เนาะဒီနေ့ဒါမူလပတ်သက်မှာလဲကွာလေမင်းနောက်ထပ်အမင်းနေရပါဘောเนาะပြီးွားရင်သူ့လိုပဲချက်တော့နောက်ဒီနေရာလေးတွေမှာလဲဟာမှာဆိုနည်းနည်းလေးတွေအများကြီးတော့မဟုတ်ဘူးကွာဒီနေရာလေးကနှစ်စိတ်လောက်ပဲနှစ်စိတ်လောက်လေးပဲဇာလေးကိုတင်းတင်းလေးဖြစ်သွားအောင်ထပ်ခိုင်းတာเนาะဇာလေးကိုအများကြီးတော့မထပ်လိုက်နဲ့အများကြီးထပ်လိုက်ဒီနေရာတို့သွားလိမ့်မယ် နော်တင်းတင်းလေးဖြစ်သွားအောင်ပဲချော်နိုင်နေလေးပဲထားမယ်ဒါလည်းပင်တော့တောက်တွေအရန်ရှုပ်သွားအောင်မယ်နော်မြင်နေမလားဒါရီကတိတ်ပြန်ကပ်မယ်အဲ့တော့အပေါ်တချမ်းဒီချေတော့ F1 တချမ်းနဲ့ထွက်သွားမယ်ဒီဟာစာဖြစ်တယ်နော်ဒါရှေ့ချမ်းစာနောက်ချမ်းစာဖြစ်တယ်ဒီပေါ်ပိုင်းအဲ့တော့ဒီအောက်က F1 F2 နှစ်ပိုင်းအဓိကဒီပိုင်းမှာချေတော့ခွဲကားရထည့်အောင်ထဲတော့မယ်ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုရင်ထားတော့ဒီဟာချေတော့ဖြတ်ထုတ်ပစ်လိုက်မယ်နော်ဒါကိုဒီချေတော့ဒီအောက်ကနေဖြတ်ထုတ်လိုက်မယ် ်တယ်နည်းနည်းကြော်လိုက်မယ်အဲ့တော့ခြေတို့ကဒီမှာဖြတ်ထုတ်လိုက်တော့ဒီဟာဒီကနေခြေဖြတ်ထုတ်လိုက်နော်ဒါက f1 အ sorry f f လို့မှတ်ထားမယ်ဒါအရှိတ်ဘက်ဒီက b နောက်ဖက်အဲ့တော့ဒီနှစ်ခုဒီနှစ်ခုမှာဒီခြေတို့ကဒီဟာကိုပြန်ပြီးတော့ဒါတော့ခြေမှန်းဆွဲလိုက်တော့အရှိတ်တူကမညီတော့နည်းနည်းဖြတ်လိုက်အောင်မယ်နားလဲမယ်နော်ဒီလိုမျိုးအဲ့တော့ဒီဟာကြီးကဒီဒီလိုကော့ကော့ပြီးတော့မလုံးနေပါချောရရဒီခါမြင့်ကိစ္စမျိုးလေးတက်တက်လေးဖြစ်အောင်ထပ်လိုက် နော်ထည့်လိုက်ပြီးတော့ဒီမှာတိတ်လေးနဲ့ကတ်လိုက်နော်တက်တက်လေးဖြစ်သွားပြီဆိုတော့ဒီဟာဒီခါတပတ်လေးခြာလေစာဖြစ်သွားပြီနော်ဒီခါတပတ်ခြာလေစာဖြစ်သွားပြီအဲ့ဒီမှာမှာချေတော့ wave ကဘယ်နှ line ယူมาလဲနော် wave ကဘယ်နှ line ယူมาလဲဒီမှာဆိုဒီရှေ့မှာ3 line လောက်ရှိရေတွေ့လားရှေ့မှာ3 line လောက်ရှိရေဘေးကို2 line လောက်ထွက်တယ်ပေါ့အဲ့တော့ဒီချေတော့သူ့ကိုအရှိရာဒီဘက်ဖြစ်မယ်အနောက်ကဒီဘက်ဘေးဒီဒီနာနော်ချေတော့ဆက်လိုက်တဲ့ဘေးဒီဒီနာဒါဘေး နော်ဘေးမှာလည်းတစ်ဖက်တစ်လိုင်းစီလောက်ရှိမယ်ရှေ့မှာလည်းသုံးလိုင်းလောက်ရှိမယ်ဆိုတော့ကျတော့ဒီဟာကိုခွဲကားလုပ်ရအောင်မယ်ပေါ့ခွဲကားလုပ်ရအောင်မယ်ဆိုတော့နောက်စာရွက်အပူတစ်ခုပေါ်ကိုယူလိုက်ဒီပဒံကရှုပ်နေမှာခါးဒီပဒံစာရွက်အပူတစ်ခုပေါ်ကိုယူလိုက်နော်ယူလိုက်ပြီးွားကျတော့ဒီလိုမျိုးတင်လိုမျိုးတင်ပြီးွားပြီဆိုတော့သူ့အရှိကိုအရင်ဆုံးထုတ်မယ်နော်အရှိမှာတစ်လိုင်းထွက်မယ်ဆိုလို့ရှိရင်သူဘယ်နှလက်မှထားမလဲများများလေးထောင်ကြည့်နော်နှစ်လက်မှ နှစ်လက်မနှစ်လက်မခွဲသုံးလက်မကိုကြိုက်တယ်ဒီပတ်တန်မှာအရင်ဆုံးကားကြည့်လိုက်ကွာပတ်တန်မှာအရင်ကားလိုက်လို့ဒီပတ်တန်ရဲ့ wave line လေးကိုကြိုက်ပြီးဆိုရင်ပိတ်စာမှာလုံးလို့ရပြီပေါ့နော်ဟိုအနေအမြအကွာကိုချိန်ပြီးတော့အနေဆုံးနှစ်လက်မနှစ်လက်မခွဲသုံးလက်မကိုကြိုက်တော့ဒီရှင်းမှာထုတ်ဒါကတော့အရှိအတွက်ရှေကိုဒီလိုတလိုင်းထုတ်တယ်ပဲဆိုပါဟုတ်လားအဲ့တော့နောက်ချမ်းတက်တဲ့မှာလဲတလိုင်းထားမယ်ဆိုနောက်မှာလဲတလိုင်းရှေကိုဒီလိုမျိုးထုတ်လိုက်နော်ဒီလိုမျိုးနှစ်ခုထုတ်ပွိုင်းဒီဟာမျက်ထုတ်ပြီးရင်ဒီမှာခွဲပေါ့ နော်အလဲမာဒီနားလောက်မှာ line တစ် line ဒီဘေးမှာဘေးမှာလည်း line တစ် line ဒီအလဲမာလည်း line တစ် line အဲ့ဒါတွေခွဲနော်ဒီလိုမျိုးခွဲ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 ခွဲခွဲပြီးသွားမှချေလို့ဒီမှာဒီလိုလေးခွဲကားလေးပေါ့ကိုလိုချင်သော wave တွေဒီကြားထဲမှာအစားထိုးထဲတော့ဒီလိုအခွေလိုက်ရပါမှာလာဒီလိုအပြန့်အခွေလိုက်ရပါမှာအဲ့ဒါလေးကိုညီအောင်ညှက်အောင်အောက်ကဟာလေးလည်းညီအောင်တော့အဲ့ဒီ အပတ်လည်လိုက် အခွေလိုက်ကထောင်းလဲထောင်းလိုက်ပေါ့ထောင်းထောင်းကားကားလေးဖြစ်သွားတယ်သဘောပေါက်လားဒီလိုခွဲကားလေးထည့်ရလေထည့်ဒီအရှိမှလည်းရှေ့ပြောလို့မျိုးဒီလိုမျိုးထုတ်ထားပါတော့ဒီမှလည်းထုတ်ထားဒီအနောက်မှလည်းထုတ်ထားတခုရှိရာကဒီဘက်က F ဒီဘက်က B ကိုဆက်ထားရဲ့ဟာကိုမိမသွားနဲ့ရှေ့ချမ်းတဲ့နောက်ချမ်းမှားမတက်နဲ့နော်အဲ့လိုခြေတော်ကဒီလိုလေးခွဲကားလေးတွေကားသွားလာအဲ့ဒီဟာလေးဒီ wave လာအဲ့ဒီမှာဒီချက်ကိုတခုမင်းသူကဒီအပေါ်ပိုင်းကိုအရင်ချုပ်လိုက်မှာကွာတိလား ဒီအပေါ်ပိုင်းတွေကိုခါးတွေပါဘေးတွေပါပူလိုက်ပြီဒီမှာဆိုလဲကြောပြင်ကပြီးသွားပြီဒီမှာလဲ F2 F3 ပြန်ဆက်ဒီမှာ F1 နဲ့ဆက်အင်ဂျီပြီးသွားပြီပြီးရင်လက်တက်မယ်ပခုံးပူးမယ်လက်တက်မယ်ပြီးသွားရင်ဘေးပါပူလိုက်တော့အင်ဂျီကအပေါ်တစ်ပိုင်းလုံးအခွေလိုက်ပြီးသွားပြီအဲ့လိုပြီးသွားပြီဆိုတဲ့အချိန်ကြမှအဲ့လိုပြီးသွားပြီဆိုတဲ့အချိန်ကိုရောက်လာကမှ Charity အောင်နာပတ်ချာလေးကိုဒီအခွေတက်ဒါချေတော့နောက်ချမ်းမှာစစ်အကွဲရှိမယ်လေ တည်လားအဲ့ဈေးအကွယ်ကိုလဲဘဟုထားပြီးတော့တောက်လျှောက်ဒီလိုမျိုးပတ်ချာလဲဒီခွေးရပတ်မှာအဲ့ဒီအချိန်မှာရေဒီဟာကိုအခွေထောင်ဖို့ဆိုရင်ဘာသုံးရမလဲဆိုရင် ကော်ပိတ်သုံးကော်ပိတ်ခံမယ်ပြီးရင်ပိတ်စာဒီလိုကိုယ့်ရဲ့ကိုချုံမဲ့ပိတ်စာကိုကြည့်ပေါ့နော်ဒီဟာဆိုခြီသားထူရဲထောင်နေကွာအဲဒီလိုခြီသားဆိုရင်တော့ကော်ပိတ်လေးနှစ်ထပ်လောက်ကတ်လိုက်တယ်သူ့ကိုလည်းနှစ်ထပ်သုံးမယ်ဆိုရင်ထောင်နေပေါ့ဟုတ်လားအဲ့လိုမှမဟုတ်လို့ကိုသုံးတာ အာအပြော့သားဆိုရင်လည်းကော့ပိတ်မြများတုံးပြီအပြော့သားတော့သွားမတုံးနဲ့ပါဝယ်ဒီလို wave ထောင်မှုတော့ကိုပြော့ဤနေအသားဆိုရင်တော့ဘလို့မှ wave ကလှမှာမဟုတ်ဟုတ်လားအဲ့တော့ဒီလိုမျိုးထောင်တဲ့အသားလေးဖြစ်ရမယ်ပြီးရင်ကော့ပိတ်နှစ်ထပ်လောက်ကတ်နော်ပြီးရင်နှစ်ထပ်အလှချုပ်နှစ်ထပ်အလှချုပ်ပြီးမှဒီပတ်ချလဲမှာပတ်ချလဲပြန်တက်ရမယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ကဒီပတ်တန်လေးရောက်သွားပြီနော်အဲ့တော့ မေးထားတဲ့ညမာလေးလည်းအဆင်ပြေမယ်ထင်ပါတယ်လိုက်ချုပ်ချင်တဲ့သူတွေလည်းချုပ်လို့ရပါပြီဟောဒီချက်ကိုဆက်ချုပ်ပညာနဲ့ပတ်သက်ပြီးတော့ပတ်သက်နေနေမှမကဘူးအတခြားဘာခက်ခဲတွေရှိလဲဘာသိချင်တာရှိလဲချက် comment အောက်မှာရေးသွားခဲ့ပေးလို့ရတယ်ဒီချက်ကအဆင်လိုက်ဗီဒီယိုလေးနဲ့ပြန်ပေးပါမယ်အဒီချက်ရေးဒီချက်ရှိမှာ online class တွေရှိလားဒီချက်နီးတွေကိုသိချင်တယ်ပညာဒါနတင်ပေးတာတွေကရှင်းတယ်နားလည်လွယ်တယ်ဆိုတော့ online class တွေလည်းရှိပါတယ် online class တွေရဲ့အသေးစိတ်ကိုချက်ဒီ TikTok ရဲ့အပေါ်ဆုံးမှာပင်ထောက်ပြီးတော့ဗီဒီယိုလေးနဲ့ရှင်းပြထားတယ်အဲ့ဒီ online class တွေလည်းတက်လို့ရတယ် online class မှာ တော့ဒီချေတို့ကပါတဲ့သင်ခန်းစာနည်းတယ်ဒါပေမဲ့အစအဆုံးဒီချေကအင်းကြီးတစ်ထည်လုံးဖြစ်တဲ့အထိချုပ်ပြထားရယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဒီချေသမီးတို့ကတော့ချုပ်နေလက်စားရှိတယ်ချုပ်လဲချုပ်တတ်တယ်ဘလို့ချုပ်ရမယ်လို့ဒီချေကပြောတာနဲ့တန်းပြီးတော့ချုပ်တတ်တယ်အဓိကပတ်တန်နေတည်ကျင်တယ်တနည်းအားမှာဒီဇိုင်းဆုပ်ဆုပ်လင်းလင်းတည်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီချေရှင်မှာမြန်မာဝတ်စုပတ်တန်စာအဝယ်လို့ရတယ် နော်ဒီမြန်မာဝစ်စုပ်ပတ်သက်စာအုပ်ထဲမှာဆိုလို့ရှိရင်သင်ခန်းစာဘလောက်ပါလဲဆိုတော့ကျွန်တော်စုစုပေါင်း80ထိကျဲထည့်ပေးထားတယ်မြန်မာဝစ်စုပ်အခြေခံပတ်တန်းလေးကိုတိုင်းနီး20အစုံအပြင်ကိုမှအဒီခြေကဒီဒီဇိုင်းလေးတွေပေါ့နော်အထည်ချိုးလို့ရတဲ့ဒီဇိုင်းတွေကိုပတ်တန်းလေးဆွဲပြပေးထားတာပါပါတယ်ဒီထဲမှာပုံလေးစာတွေနဲ့ကျွန်တော်ရှင်းပြပေးထားတယ်နော်ဒီမှာဒီဒီပုံစံလေးဆိုဒီနေရာမှာပြထားရဲဆိုဒီနေရာမှာပတ်သက်လေးဆွဲပြထားတယ်အောက်မှာစာလေးနဲ့ရှင်းပြထားတယ်အဲ့ဒီအပြီးတော့မှဒီချေတော့ကနားမလည်မှာဆိုလို့ဒီထဲမှာပါတဲ့တင်ငန်းစာတစ်ခုဆိုလို့ရှိရင်ဗီဒီယိုဖိ ိုင်တစ်ခုနှုံတဲ့တစ်ချက်ကဗီဒီယိုဖိုင်အခု80ပေါ့เนาะဒီမှာတင်ငန်းစာ80ပါတာဖြစ်တဲ့အတွက်ဗီဒီယိုဖိုင်အခု80ကို Telegram မှာ channel လေးနဲ့ရှင်းပြထားတာဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့အတွက်ဒီစာအုပ်ကိုတစ်ချက်တော့ကအဲလက်လွတ်စပယ်ရော့အင်းလို့ရောင်းလိုက်မှာမဟုတ်ဘဲနဲ့ဒီလိုအသေးစိတ်ကိုပေါ့เนาะတအုပ်လုံးပြန်မရှင်းပြထားတာဖြစ်ပါတယ်ရကျင်တဲ့သူတွေကတော့ဒီချက်တော့မြန်မာငွေ38500နဲ့ဝယ်လို့ရပါတယ်အဓိကအားနည်းချက်ရှိတာကကျေတို့တလမှာအုပ်ရည်200လောက်ပဲရောင်းပေးပါတယ်အုပ်ရည်200ပြည့်เนาะကျေတို့ order ပိတ်တယ်ပေါ့เนาะထပ်ပြီးဖြည့်ဖို့ကပစ္စည်းကချက်ချင်းမရတာဖြစ်တဲ့ ူကစောင့်ရတာမျိုးရှိတယ်အဲ့တော့အမြန်ရကျင်တဲ့သူတွေကဘိုက်ဘာမှာသွားမှလို့ရပါတယ်ဒီချက်တင်ပေးနေတဲ့ညီတိုင်းမဲမြန်မာဝတ်စုံလက်မှတ်နည်းနေပါရှင်ကျေးဇူးတင်ပါတယ်ဒီချက်ຫນွေဦးပါ